မြန်မာငလင်ဘေးမှာချီကျူးခံနေရတဲ့ရုရှားအသက်ကင်အာဝူလေးများမြန်မာနိုင်ငံနဲ့ငလင်ဘေးမှာလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့လို့ချီကျူးခံနေရတာကရုရှားနိုင်ငံရဲ့အထူးသက်ကင်ခွေးလေးတွေဖြစ်ပါတယ်ချစ်စရာရုရှားခွေးလေးတွေဟာမြန်မာနိုင်ငံငလင်ဘေးမှာအသက်ရှင်လျက်ပိတ်မိနေတဲ့လူအသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်ငလင်ဘေးကြောက်ချိန်မှာကယ်တင်မှုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အဓိကအရေးကြီးတာကတော့အဆောက်အဦတွေမှာအသက်ရှင်ကျန်ရတဲ့သူတွေရှိမရှိဆိုတာပဲဖြစ်ပါတယ်စက်ပစ္စည်းကိရိယာတွေတိုင်းတာပြီးတော့ခံမှန်းလို့လည်းရတယ်လို့ ဒီလိုမျိုးခွင်းတွေရဲ့ကုညင်းမှုတွေကြောင့်အသက်ရှင်ကျန်းရင်းနေတဲ့လူတွေကိုလည်းကယ်ထုတ်နိုင်ခဲ့တာအများပြားပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ဒီခွင်းလေးဆိုရင်တော့အသက်၃နှစ်ရွယ်ရှိပြီဖြစ်ပြီးတော့နာမည်ကတော့ Lock လို့အမည်ရပါတယ်။ဒီခွင်းလေးကတိတ်ချာစနစ်တကျနဲ့သင်တန်းပို့ချထားကိုခံထားရတာဖြစ်ပြီးအသက်ရှင်ကျန်းရင်းသူတွေရှိမရှိဆိုတာကိုသူ့ရဲ့အာယုံခံနိုင်စွမ်းနဲ့ရှာဖွေပေးနေတဲ့တကယ်ကိုထူးချွန်တဲ့ခွင်းလေးတစ်ကောင်ပဲဖြစ်ပါတယ်။တိရစ္ဆာန်ဆိုပေမယ့်အသိဉာဏ်ပညာပြည့်ဝပြီးတကယ်ကိုမှမြင့်မြတ်တဲ့စိတ်တော်နာနဲ့ကောင်းမွန်တဲ့လုပ်ရည်လေးတွေကိုလှုပ်ဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ ီခွဲလေးကဆိုရင်မြန်မာနိုင်ငံကိုလာရောက်ကယ်တင်မှုတွေပြုလုပ်ခဲ့ပြီးတော့ကိုဝင်ဆောင်တဲ့အမျိုးသမီးတယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာငလင်ဘေးမှာချီချူးခံနေရတဲ့ရုရှားအသက်ကင်အာဝူလေးများမြန်မာနိုင်ငံနဲ့ငလင်ဘေးမှာလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့လို့ချီချူးခံနေရတာကရုရှားနိုင်ငံရဲ့အထူးသက်ကင်ခွဲလေးတွေဖြစ်ပါတယ်။ချစ်စင်အားရုရှားခွဲလေးတွေဟာမြန်မာနိုင်ငံငလင်ဘေးမှာအသက်ရှင်လျက်ပိတ်မိနေတဲ့လူအသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။ ။မလီမင်းကျောင်းအချိန်မှာကက်တင်မှုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အဓိကအရေးကြီးတာကတော့အဆောက်အဦတွေမှာအသက်ရှင်ကျန်းရတဲ့သူတွေရှိမရှိဆိုတာပဲဖြစ်ပါရင်စက်ပစ္စည်းကရိယာတွေတိုင်းတာပြီးတော့ခံမှန်းလို့လည်းရတယ်လို့ဒီလိုမျိုးခွေးတွေရဲ့ကုန်ကြီးမှုတွေကြောင့်အသက်ရှင်ကျန်းရနေတဲ့လူတွေကိုလည်းကယ်ထုတ်နိုင်ခဲ့တာအများအပြားပဲဖြစ်ပါရင်အခုမြင်တွေ့နေရတဲ့ဒီခွေးလေးဆိုရင်တော့အသက်၃နှစ်ရွယ်ရှိပြီဖြစ်ပြီးတော့နာမည်ကတော့ Lock လို့အမည်ရပါတယ်။ဒီခွေးလေးကတိတ်ချစနစ်တကျနဲ့သင်တန်းပို့ချထားအောင်ခံထားရတာဖြစ်ပြီး အသက်ရှင်ကျန်ရသူတွေရှိမရှိဆိုတာကိုသူ့ရဲ့အာယုံခံနိုင်စွမ်းနဲ့ရှာဖွေပေးနေတဲ့တကယ်ကိုထူးချွန်တဲ့ခွဲလေးတစ်ကောင်ပဲဖြစ်ပါတယ်။တိရစ္ဆာန်ဆိုပေမယ့်အသိဉာဏ်ပညာပြည့်ဝပြီးတကယ်ကိုမှမြင့်မြတ်တဲ့စိတ်တော်ထားနဲ့ကောင်းမွန်တဲ့လုပ်ရည်လေးတွေကိုလှုပ်ဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ဒီခွဲလေးကဆိုရင်မြန်မာနိုင်ငံကိုလာရောက်ကယ်တင်မှုတွေပြုလုပ်ခဲ့ပြီးတော့ကိုဝင်ဆောင်တဲ့အမျိုးသမီးတယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာငလင်ဘေးမှာချီချူးခံနေရတဲ့ရုရှားအသက်ကင်အအူလေးများ မြန်မာနိုင်ငံနဲ့ငနေပေးမှာလူအပ်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့လို့ချီးကျူးခံနေရတာကရုရှားနိုင်ငံရဲ့အထူးတက်ကြွခွေးလေးတွေဖြစ်ပါတယ်။ချစ်စရာရုရှားခွေးလေးတွေဟာမြန်မာနိုင်ငံကလေးပေးမှာအသက်ရှင်လျက်ပိတ်မိနေတဲ့လူအပ်ပေါင်းများစွာကိုကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။ငလီမင်းကြောင့်အချိန်မှာကယ်တင်မှုလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အဓိကအရေးကြီးတာကတော့အဆောက်အုံတွေမှာအသက်ရှင်ကျန်ရတဲ့သူတွေရှိမရှိဆိုတာပဲဖြစ်ပါတယ်။စပ္ပစီကရိယာတွေတိုင်းတာပြီးတော့ခံမှန်းလို့လည်းရတယ်လို့ဒီလိုမျိုးခွေးလေးတွေရဲ့ကုညီမှုတွေကြောင့်အသက်ရှင်ကျန်းနေတဲ့လူတွေကိုလည်းကယ်ထုတ်နိုင်ခဲ့တာအများအပြားပဲဖြစ်ပါတယ် အခုမြင်တွေ့နေရတဲ့ဒီခွေးလေးဆိုရင်တော့အသက်3နှစ်ရွယ်ရှိပြီဖြစ်ပြီးတော့နာမည်ကတော့ Lock လို့အမည်ရပါတယ်ဒီခွေးလေးကတေချာစနစ်တကျနဲ့သင်တန်းပို့ချထားအောင်ခံထားရတာဖြစ်ပြီးအသက်ရှင်ကျန်ရသူတွေရှိမရှိဆိုတာကိုသူ့ရဲ့အာယုံခံနိုင်စွာနဲ့ရှာဖွေပေးနေတဲ့တကယ်ကိုထူးချွန်တဲ့ခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်ပြိဿံဆိုပေမဲ့အသိဉာဏ်ပညာပြည့်ဝပြီးတကယ်ကိုမှမြင့်မြတ်တဲ့စိတ်တော်သားနဲ့ကောင်းမွန်တဲ့လုပ်ရည်လေးတွေကိုလှုပ်ဆောင်နိုင်စွာအပြည့်ရှိပါတယ်ဒီခွေးလေးကဆိုရင်မြန်မာနိုင်ငံကိုလာရောက်ကယ်တင်မှုတွေပြုလုပ်ခဲ့ပြီးတော့ကိုဝင်ဆောင်တဲ့အမျိုးသမီးတယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်